ရှင်ယောဟန်ရေးထားသော ကျမ်းမနှုတ်တော်စကားဒီဟုတ်ပြာခေပါစရာဘုနာဘုနာစရာစီယေຊုကငါတီစစ်မှန်သောသပိနွယ်ပင်ဖြစ်၍ငါဤခမီးတော်သည်သပိဥယင်မူဖြစ်တော်မူ၏ကိုတော်သည်ငါ၌အတိမတိသော အကိုင်းအခဲဟူသည်များတို့ကို ဖြတ်တောက်ပြည့်၍အတိတိသောအကိုင်းအခဲဟူသည်များတို့ကိုမူကားပို၍သီးစေရန် ရှင်လင်းပြုပြင်ပေးတော်မူလိမ့်မည်။တင်တို့သည်လည်းတင်တို့အားငါဟောပြောခဲ့သောစကားများအားဖြင့်ရှင်လင်းပြုပြင်ခြင်းခံခဲ့ရလိမ့်မည်။ငါ၌ကြည်နေကြလော့။ငါသည်လည်းတင်တို့၌ကြည်နေမည်။သပြည့်ပင်၏အကိုင်းခက်တို့သည် အပင်နှင့်တဆက်ထဲမတီးရှိလျင်မိမိတို့အလိုလျောက် အသီးမသီးနိုင်တကယ်သို့တင်တို့သည်လည်းငါ၌မတီးရှိလျင်အသီးမသီးနိုင်ကြ။ငါသည် စပြည့်နွယ်ပင်ဖြစ်၏တင်တို့သည် အကိုင်းခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်နေလျင် သူသည်အသီးများစွာတည်လိမ့်မည်အကြောင်းမူကားတင်တို့သည်ငါနှင့်ကင်းကွာလျင်မြည်သည့်အရာကိုမျမတတ်နိုင်ကြအကျဉ်သူသည်ငါ၌မတည်ရှိလျင် သူသည် အကိုင်းခက်ကဲ့သို့လွန့်ပြစ်ခြင်းခံရ၍ညှိုးချောက်သွားလိမ့်မည် ထိုအခါလူတို့သည် ထိုကိုင်းခက်များကို စုသိမ့်၍မိရဲသူပစ်ချပြီးရှို့ရလိမ့်မည်။တင်တို့သည်ငါ၌တည်ရှိ၍ငါဤတရားတော်သည်လည်းတင်တို့၌တည်နေလျင်တင်တို့အလိုရှိသည့်အရာမှသမျှကို တောင်းလျှောက်ပါက ထိုအရာကိုတင်တို့အားငါတင်တို့အားပေးတော်မူလိမ့်မည်။တင်တို့သည် များစွာသောအသီးကိုတီး၍ငါဤတပည့်များဖြစ်ကြောင်းတည်တည်ပြခြင်းအပြင် ငါခမီးတော်ဤဘုံကုံတော်သည်ထင်ရှားလေ၏ဤဒီကဖျားခင်နှုတ်ကပတ်တော်ပေသည်ဒီနေ့ဖတ်ရတဲ့ပထမကျမ်းစာမှာတမန်တော်ဝိထုမှာဘယ်လိုအခြေအနေရောက်သွားသလဲဆိုတော့အန်တီယိုမျိုးမှဆင်းလာကြသောသူတို့ကညီအကိုတို့အားတခြား ဘာသာတဲ့ဝင်လာကြတဲ့ခရိယန်တွေကိုညီကိုလို့ခေါ်တယ်။ညီကိုတို့အားတင်တို့သည်မိုးစရဲ့ပညာတရားနဲ့အညီအရေးပြားလိချင်းကို မခံကြဘူးဆိုရင်တဲ့ကဲတင်ချင်းမရနိုင်ဘူးဆိုပြီးတော့တုံတင်ကြတယ်။ထိုအခါဘာနာဘာနဲ့ပေါ်လူတို့ကသူတို့နဲ့အကြီးအကျယ်ကိုစိတ်သဘောထားကွဲလွဲကြတယ်ဆိုတာကိုတွေ့ရပါတယ်။ဆိုလိုတာကတော့ မင်းတို့ဟာငါတို့ရဲ့ဘာသာတဲ့ခရိယဘာသာတဲ့ဝင်မယ်ဆိုရင်ဂျူးဒီဂျူးလူမျိုးတွေထုံးစားအတိုင်းအေးပြားလိချင်းခံရမယ်မိုးစေရဲ့တရားအတိုင်းပဲအေးပြားလိချင်းမခံဘူးဆိုရင်ကယ်တင်ခြင်းမရနိုင်ဘူးဆိုပြီးတော့မှားယွန်းစွာဟောပြောကြတယ်အရင်တို့ကလည်းကသခင်စုမမွေးခွားခင်ကလေးကဂျူးဘာသာနော်ဂျူရာရီစင်နော်အာဗရာဟံကစပြီးတော့ဂျူရာရီရီစင်ရဲ့ဒိဋ္ဌိထုံးစားသူတို့ရဲ့ထုံနာစင်လာရ သူတို့ကရေပြားတင်းရင်ခံရတယ်အဲ့ဒါဂျူးဘာသာအခုတကယ်စုကောင်းရင်ပုံတွေ့ကြသွားပြီးနောက်ပိုင်းလိုက်လံဟောပြောကြတာကသူတို့ခရိယာဘာသာအဲ့ကြောင့်ဝိညာဉ်သာကဘာသာကြားတွေကခရိယာဘာသာတဲ့ဝိညာဉ်သာဂျူးဘာသာတဲ့ဝိညာဉ်သာမဟုတ်ဘူးဒါကြောင့်မို့ရေပြားတင်းရင်ခံစရာမလိုဘူးငါတို့ဝိညာဉ်သာခရိယာဘာသာတဲ့ဒါကြောင့်ခရိယာဘာသာတဲ့ဆိုတာခရစ်တော်ကိုယုံကြည်ဖို့လိုပါတယ်အဲ့ဒါကြောင့် ပြောချင်တာကတော့မင်းတို့ကအရေးပြားလေးချင်းငါတို့လိုမခံဘူးဆိုရင်မင်းတို့ကဲတင်ချင်းမရနိုင်ဘူးဆိုပြီးဟောပြောတာကဘာနဲ့တူလဲဆိုတော့မင်းတို့ဟာငါတို့ဘာသာတဲ့ဝင်ကျင်နေဆိုရင်မင်းတို့ရဲ့ဓလိထုံးစံနေပယ်ခဲ့ငါတို့ပဲဓလိထုံးစံနေလိုက်ရိုးရာတွေလိုက်ရမယ်ဆိုတဲ့သဘောမျိုးလိုဖြစ်နေပြီအဲကြောင့်ခရစ်တော်ဆိုတာကဂျူးဘာသာတွေဂျူးတွေအတွက်တင်မဟုတ်ဘူးလူအလုံးအတွက်ဖြစ်တယ် universal လို့ခေါ်တယ်နော်ကျွန်တော်တို့ကတ်တလိတ်လဲတရားကတ်တလိတ်လို့ခေါ်တာက universal ပြောချင်တာကတ်တလိတ်ဘာသာတဲကိုဘယ်သူမှမဝင်လို့ရတယ်ဂျပန်လဲဝင်လို့ရတယ်တရုတ်လဲဝင်လို့ရတယ်ကလာလဲဝင်လို့ရတယ်ကချင်လဲဝင်လို့ရတယ်ချင်းလဲဝင်လို့ရတာပဲအခုအဲ့တော့မင်းမင်းတို့ငါတို့ဘာသာတဲ့ဝင်မဲ့ဆိုရင်နော်မင်းချင်းစကားစွန့်လို့ခဲ့ကရင်ကချင်ရိုးရာတွေစွန့်လို့ခဲ့ဟိုကချင်စကားတွေပါဖျောက်နဲ့မတုံးနဲ့ဒီလိုမျိုးပြောလို့မရဘူး သူ့ရိုးရာသူ့ရိုးရာပဲအဲ့တော့ဘယ်ဟာကအရေးကြီးလဲဆိုတော့ခရစ်တော်ကိုသူတို့ယုံဖို့ခရစ်တော်ကိုချစ်တယ်ခရစ်တော်ဟောပြောတဲ့အေဥဂရိတရားတော်အတိုင်းကြင့်ကြနေထိုင်ခြင်းနဲ့အမှန်တရားကိုရှာဖွေနေတယ်အာဒါဆိုပြီးဒါဆိုကျွန်တော်တို့ကပျော်သင့်တယ်နော်တခြားဘာသာကွဲတွေဝင်လာတဲ့ခါမှာအဲ့ကြောင့်အဲ့ဒီကိုကျွန်တော်တို့ကယုံကြည်ခြင်းဟာရိုးရာဓလေ့ထုံးစံဒီထဲကိုတာလွန်ရမယ် ။ဒါကြောင့်မို့ကက်သလစ်ကက်သလစ်လို့ခေါ်တာကဘာလဲ။လူအားလုံးနဲ့ဆိုင်တော့။လူအားလုံးနဲ့လူအားလုံးဘာသာတဲ့ဝင်လို့ရတယ်။ရိုးရဒလိတွေကိုခါနဲ့ကို ကြင်ကြနေထိုင်ရင်းအဖြစ်ခရစ်တော်နဲ့ယုံကြည်တယ်ဆိုတာ။ခရစ်တော်နဲ့ယုံကြည်တယ်ဆိုရင်ဒါကျုံတို့ဟာတလုံးတူပါတယ်ရှိတယ်။ခုနပြောလို့စိတ်သဘောထားကွဲလွဲစရာအကြောင်းမရှိဘူး။ဒါကြောင့်ယေရှုဖះရှင်ကဒီနေ့မိန့်တော်မူတာကငါဟာစပိနိုဝင်ဖြစ်တယ်။ငါ၌တည်နေကြလော သပိပင်ဤအကိုင်းအခက်တီကအပင်နဲ့တဆက်တည်းမရှိဘူးဆိုရင်မိမိတို့အလိုလျောက်အသီးမသီးနိုင်တကယ်သူတင်တို့ဒီလဲငါနိုင်မတီးရှိရင်တင်တို့ဒီလဲအသီးမသီးနိုင်ဘူးကောင်းကျိုးတွေမဖြစ်ထွန်းနိုင်ဘူးဒါဘယ်လိုလုပ်တည်နေမလဲဘယ်လိုလုပ်တည်ရှိနေမလဲဆိုတော့သူ့ရဲ့စကားကိုကျွန်တို့ဟာတပေးတညီနားထောင်ခြင်းအပြင်ဟိုချင်းရောကချင်းရောဟိုတခြားတယုတ်ရောဘာရော သခင်ယေရှုရဲ့စကားကိုတပေးတည်းအားလုံးကနားထောင်နေဆိုအဲ့ဒီနားထောင်ကြရပြီးညီညွတ်နေတာအဲ့တော့နားထောင်ကြရပြီးတည်ရှိနေတာစပြစ်ပေါ်စပြစ်နွယ်ပင်ကြီးနဲ့အတူတူတည်ရှိနေတယ်တက်ဆက်တည်းရှိနေတယ်ဆိုတာသူ့ရဲ့စကားကိုနားထောင်လို့ဖြစ်တယ်စကားတရားတော်ဟာရေးကြည့်ပါတယ်သင်တို့ဒီငါ၌တည်ရှိ၍ငါဤတရားတော်သည်လည်းသင်တို့၌တည်နေလျင်သင်တို့ဒီအလိုရှိရာမှသမျှကိုတောင်းလျှောက်ကြပါကထိုအရာကို သင်တို့အားငါပေးမည် သူ့ရဲ့စကားကိုတပေးတညီတဲ့နားထောင်ရမယ်အားလုံးကညီညီညွတ်ညွတ်မှန်တယ်တခြားဘာသာတရားဝင်လာတဲ့အခါမှာအိုးရန်သူကိုချစ်တော့အားငါသဘောတူတယ်အချိန်89လီခွန်းလို့လောအားငါသဘောတူတယ်အဲ့လိုမျိုးသူ့ရဲ့စကားတော်ကိုနားထောင်ရမှာဖြစ်ပါတယ်အဲ့လိုနားထောင်ကြရဖြင့်ကျွန်တော်တို့ကညီညွတ်ရမှာသင်တို့ဒီလေသင်တို့အားငါဟောပြောခဲ့သောစကားများအားဖြင့်သင်တို့ဒီရှင်းလင်းပြုပြင်ခံရလိမ့်မည် ချို့စပင်းຫນွယ်ပင်နေရနော်အကိုင်းခက်တွေကအတိမတိဥစုခုတ်ပြစ်တယ်နော်ခုတ်ပြစ်တဲ့အခါမှာနော်တချို့အကိုင်းခက်တွေကြတော့ပူပြီးသီးဖို့အတွက်ခုတ်ပြရတာလည်းရှိတယ်နော်တုတ်တင်ရှင်းနေရတာရှိတယ်တချို့ဆိုရင်အခုပောက်ကာစတာမရပင်ဆိုရင်ဟောအသီးတွေကိုချက်ချင်းမခူးရသေးဘူးချက်ချင်းမခူးရသေးဘူးပောက်ကာစဆိုအဲခြွေပြစ်ရတယ်တဲ့ဘာလို့ဆိုတော့မနိုင်မနှင်းတဲ့အသီးတွေကိုဟိုတီးခိုင်းတယ်လို့ဖြစ်နေအဲ့ဒါမဟုတ်ဘူးနော် အဲ့ဒါဆိုရင်မကောင်းဘူးတဲ့စိုက်ပျိုးရေးသမားတွေကပြောတာဒါကြောင့်မို့အသီးပထမဆုံးသီးတဲ့သီးဆိုချွေပြလိုက်နောက်ကျမှသီးလာမယ်အသီးတွေကိုယူရတယ်အဲ့တော့ခုတ်ရင်ရှင်းလင်းပြစ်ချင်းဟာလေပို့ပြီးသီးစီဖို့ဖြစ်တယ်ဒါကြောင့်ဘာအဖြစ်လဲငါဟောပြောသောစကားအဖြစ်သင်တို့ဟာရှင်းလင်းလင်းခဲ့ပြီနော်စွန့်လို့တင်းနေတာစွန့်လွန်စွန့်လွတ်ခဲ့ပြီမိမိကိုယ်ကိုညင်းပယ်ခဲ့ပြီအဲ့ဒါတွေကရှင်းလင်းခဲ့တာပဲ ဒါကြောင့်မို့အရေးကြီးတာကဘာလဲတို့တို့ညီညွတ်ဖို့အတွက်နှုတ်တော်ထွက်စကားကိုအတူတကွလိုက်နာကြင်ကြာခြင်းအပြင်ခရစ်တော်၌ရုံးတော်ရဲရှိကြပါစို့